အဲ့လိုမျိုးပူရာကတ်တာမျိုးတော့မရှိဘူးပေါ့ဒါပေမဲ့အဲ့လိုပင်မန်းနဲ့ပေါ့နော်ခလေးတွေကအဲ့လိုညာဘက်တွေရရတော့ပင်မန်းတော့ဒီခလေးဟိုတရေလေးတိတိလေးဟိုပါပေါ့ဟိုခလေးမလေးသူ့ဆိုသတိလစ်သွားမျိုးတွေပါရှိရဟာစောက်ထိုးဆွဲလိုက်တာစောက်ထိုးစောက်ထိုးဆွဲလိုက်တော့အဲ့လိုခေါင်းထဲကိုသွေးရောက်ပြီးတော့အဲ့လိုမူးပြီးတော့ခဏသတိလစ်သွားမျိုးတွေပါရှိရဟာဟုတ်တယ်အဲ့တော့ကျွန်တော်တော်တော်ပြရာခက်သွားတဲ့နေပေါ့ အဝီပလစ်စာကိုရီးယားလိုမျိုးလေးဇလန်လေးတစ်ပုတ်ရိုက်ချင်တယ်ပေါ့နော်ကျွန်တော်တို့တိုင်ပင်ဆွေးနွေးတဲ့ခါကျတော့အဲကျွန်တော်ရှိမှာရှိတဲ့ဇလန်ဇလန်တွဲဟာလေးတစ်ခုပြကြည့်တယ်သူတို့ကလည်းနှစ်သက်တယ်ဒါမဲ့ရုပ်ရှင်အနေနဲ့ပြောင်းနေတယ်ဆိုပြီးတော့အဲနဲ့ရိုက်ဖြစ်သွားတယ်ပေါ့နော်အဲကျွန်တော်တို့တချို့အပိုင်းလေးဖြုတ်ဖြုတ်ရတဲ့ဟာတွေအများကြီးရှိတာပေါ့နော်ဖြုတ်ရတဲ့အပိုင်းတွေပြင်ဆင်ရတဲ့အပိုင်းတွေအဲပြောင်းလဲရတဲ့အပိုင်းတွေတော်တော်များများရှိပါတယ်အဲဒါမဲ့လည်းစိတ်တိုင်းတော့ကြောက်ပါတယ်နော်မိကကတော့ တကယ်လည်းကောင်းပါတယ်ပြီးတော့လိန်နဲ့ညီမလေးတကားတော်ပါတယ်ဝက်ကလေးပေါ့နော်သူသူတော်တယ် အမတ်တရားတော့အဲ့လိုမင်းသားမင်းသမီးအိမေကကြီးတွေလိမ်းပြီးတော့ထိုင်ဆောင်နေရပါတယောက်တယောက်ကိုရိုက်နေတယောက်ကထိုင်ဆောင်နေရတာပေါ့နော်အဲ့လိုဟာမျိုးလေးတွေရှိတယ်ဟုတ်ရောက်တာနဲ့ကိုကျန်းဆိုလို့ရှိရင်လည်းရောက်အောင်အဲ့ဝတ်ဆုံးဝတ်ပြီးတော့ထိုင်နေရမင်းလေးဆိုလို့လည်းပဲအဲ့ဥစားကြီးလဲပြီးတော့ထိုင်နေရပါပေါ့နော်အဲဒီတရုတ်ဆောင်ရဲ့80ရာခိုင်နှုန်းကတော့ production ကရွေးချယ်တာပါဗျာဟုတ်အဲကျွန်တော်ကျွန်တော်ဇလန်တွေအတွက်စဉ်းစားထားတော့ကြတော့ပုံစံကတော့တစ်မျိုးပေါ့နော် ကျွန်တော်ကဒီအဲတရေမောင်နှမတွေနေရာမှာကျွန်တော်ကအဲ့လိုမျိုးမင်းသားမင်းသမီးတွေထားပြီးတော့တရေတွေနေရာမှာလူရှင်တော်ထားမယ်ပေါ့အဲ့လိုမျိုးပေါ့ဗျာအခုကပြောင်းမယ်ဖြစ်သွားပါတရေနေရာမှာမင်းသားမင်းသမီးဖြစ်ပြီးတော့ဟိုဟာမောင်နှမတွေနေရာမှာဟိုဟာဖြစ်သွားတာပေါ့နော်ဟုတ်ကက်စင်ကလည်းပြောင်းမယ်ဖြစ်သွားတာဟုတ်ပြောလဲပါအဲ့လိုမျိုးပူးတာကတ်တာမျိုးတော့မရှိဘူးပေါ့ဒါမဲ့ အဲ့လိုပင်မန်းနေပေါ့နော်ခလေးတွေကအဲ့လိုညဘက်တွေရရတော့ပင်မန်းတော့ဒီခလေးဟိုတရေလေးတတိလေးဟိုပါပေါ့ဟိုခလေးမလေးသူ့ဆိုသတိလစ်သွားမျိုးတွေပါရှိရဟာအဆောက်တို့ဆွဲလိုက်တာဆောက်တို့ဆောက်တို့ဆွဲလိုက်တော့အဲ့လိုခေါင်းထဲကိုသွေးရောက်ပြီးတော့အဲ့လိုမူးပြီးတော့ခဏသတိလစ်သွားမျိုးတွေပါရှိရဟာဟုတ်တယ်အဲ့တော့ကျွန်တော်တော်တော်ပြရာခက်သွားတဲ့နေ့ပေါ့ဟုတ်တယ်ဗျဟိုကျွန်တော်တို့ကလေဖျားပွဲသေးရှိတဲ့ခါကျတော့အဲ့လိုနည်းနည်းမိုးချုပ်မိုးချုပ်မှရရတဲ့ခါကျတော့ မနေ့လင်းသွားတဲ့နေ့တွေများတယ်ဟုတ်အာအများကြီးသူဟာပေါ့ကလေးတွေကြတော့ကိုလိုချင်တာဘလောက်ပဲပြောပြောသူတို့လှုပ်ချင်တာသူတို့လှုပ်တာလေဆိုတော့ဟာကြတော့ကိုလိုချင်တာနဲ့သူတို့လှုပ်ပေးတဲ့ဟာနဲ့ဟို balance ဆိုအတတ်နိုင်ဆုံးညှိယူရတာပေါ့နော်ဟုတ်အဲ့ဒါကတော့လေဒီဇလန်းရဲ့ညီမလေးစဉ်းစားပြီးပြေးတာပေါ့အိမ်တိအိမ်မှာကတ်မြောင်နေတဲ့တရေတွေဆိုတဲ့အဓိပ္ပာယ်နဲ့သူကအိမ်မြောင်ဆိုပြီးတော့ပေးလိုက်တာပေါ့နော်ဟုတ်ကျွန်တော်တတ်နိုင်သလုံးအကောင်တတ်နိုင်သမျှပေါ့နော်အကောင်ဆုံးကြိုးစားပြီးတော့ပုံဖော်ထားပါရယ်လွန်ခဲ့သော3နှစ်က အဲအခြေအနေတခုပေါ့နော်ဆိုတော့အကောင်းဆုံးတော့စူးစမ်းထားခဲ့ပါတယ်ဗျာဟုတ်ပြန်ကြည့်တဲ့အခါတော့လိုအပ်ချက်တွေတော့ရှိပါတယ်အဲနောက်ထပ်ကတော့ drama တွေရိုက်ဖို့ပဲရှိပါတယ်အာအခုရုပ်ရှင်နဲ့ပတ်သက်တော့ကျွန်တော် drama လေးတစ်ခုရိုက်ထိုင်အောင်စူးစမ်းနေတယ်ဟုတ်ကျွန်တော်ဟုတ်ရှိပါတယ်ဆိုတော့ဒီကိုတော့ပြန်ရမယ် drama က အဲစူးစမ်းကြည့်မယ်ဘောနော်ဟုတ်ကျွန်တော်ကိုအဲ့လိုမျိုးရိုက်ဖို့ပြောထားတော့ရှိတယ်ဒါပေမဲ့အဲ့လိုသရုပ်ဆောင်ကဒရိုက်တာဆိုတော့ကျွန်တော်တို့လည်းအခက်အခဲရှိနိုင်တယ်ဘောနော်ဆိုတော့တခြားဒရိုက်တာတွေနဲ့ဆိုတော့ရိုက်ဖြစ်မှာအရင်အများကြီးပါပဲမှာမဟုတ်ဘူးအဲ့လိုအမတ်တရအနေနဲ့တစ်ခါနှစ်ခါလောက်ဝင်ပါတာမျိုးလောက်ရှိတယ်အပြောင်းလဲလေးတစ်ခုတော့ဖြစ်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော် match လာ73ရက်နေ့မှာဗမာတနိုင်ငံလုံးမှာစပြီးတော့စတင်ပြသတာမှာဖြစ်ပါတယ်စမြေကြီးရှိအားပေးကြပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျ